မင်္ဂလာပါပရိသတ်တို့ရေကဘာပေါ်ကတချို့လူတွေဟာကတ်တုန်ဇက်ကောင်လေးနဲ့အရန်ကိုဆန်တူလွနာကြောင်းကတ်တုန်ဆွဲတဲ့သူတွေကပဲသူတို့ရဲ့ဇက်ကောင်လေးကိုအပြင်ကလူတွေအတိုင်းအခြေခံပြီးတော့ဆွဲထားသလားလို့အောင်မြင်ရပါတယ်ဘလိုပဲဖြစ်ဖြစ်ကတ်တုန်ဆက်ကောင်လေးနဲ့ရုပ်သွင်းတူတဲ့ဆိုတာကတယုံတယုံတိုက်ဆိုင်မှုမျိုးမဟုတ်ပဲစမ်းကြယ်လွန်လာပါတယ်။ဒီဗီဒီယိုထဲမှာတော့ပရိသတ်တို့အတွက်ကဘာဘောကတ်တုန်ဆက်ကောင်လေးနဲ့တတိယတဲ့တူတဲ့လူတွေအကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။နံပါတ်9မူဝါနာဆက်ကောင်နဲ့တူတဲ့သူ မဝါနာကာတွန်ဇာတ်ကောင်နဲ့တူတဲ့ဒီကောင်မလေးရဲ့နာမည်က Elili Carvel ဟုလို့ခေါ်ပါတယ်။သူမရဲ့အတန်ဟာမော်ဆန်ဘီတကယ်လက်တွေ့ဘဝမှာနေထိုင်တဲ့ Disney မင်းသမီးလေးလိုပါပဲ။သူမဟာမဝါနာဇာတ်ကောင်နဲ့ချက်ဆက်တူတဲ့အပြင်မဝါနာဇာတ်ကောင်နေရာမှာအတန်သရုပ်ဆောင်ဖို့နောက်ဆုံးအနေနဲ့ဝင်ရောက်အရွေးခံခဲ့သူလည်းဖြစ်ပါတယ်။သူမအစတော့ကမိုအာနာဇယုတ်ကိုအတန်တရုံဆောင်ရလိမ့်မယ်လို့မထင်ခဲ့ပါဘူး။အဲလီလီယာဒစ္စနေးမင်းသမီးအတန်တရုံဆောင်နေတယ်မှာအငယ်ဆုံးဖြစ်ပါတယ်။ မောင်အားဆိုင်ကောင်ရဲ့အဓိကကြားတဲ့သပင်းပုံစံအားဒီမနေ့ချက်ဆွတူပါရင်ဒါအပြင်အသားရောင်နဲ့မျက်နှာအသွင်ပြအနေထားကပါဆင်တူနေရကြောင်းဒီမနေ့မူအားနာဟာအမွာညီမတွေလို့တောင်ပြောလို့ရပါတယ်။မောင်အားနေရာမှာတယုံဆောင်ဖို့အတင်းတော်ဆောင်လူကအဲလလီအပြင်တခြားသူမရှိတော့ပါဘူး။နံပါတ်၄ App ကတုံးကားရတဲ့ကခေါင်ထဲနဲ့တူတဲ့ဆက်ကောင်တကယ်ဝိုင်းရင်ဒရိုက်တာမက်ခရိုစီစီနဲ့ App ဆက်ကားတွေကအဖိုးကြီး Corel ဟာအတော်လေးကိုဆင်တူပါရဲ့။ မက်ခရိုဆေးစီယာအပူကြီးကာရယ်လုံးသဝင်းအဖြူရောင်တွင်မြခုံးမွေးထူထူကြီးတွေပါရှိပြီးတော့လိန်တော်မျက်မှန်ထူထူကြီးတက်ဆင်လေးရှိပါတယ်။ဒါပေမဲ့ကတ်တွန်ကာရီရအပူကြီးကတော့ခရိုဆေးစီထပ်ပိုပြီးမျက်နှာထားစုပါတယ်။ဒီဒရိုက်တာကြီးခရိုဆေးစီကတော့ပိုပြီးနှဆိုင်ပြီးကြောက်စရာကောင်းတဲ့တရေကားတွေကိုရိုက်လေးရှိသူဖြစ်ကောင်းမူကိအကြောင်းနေလူသက်ကားတွေနဲ့အကြံဘတ်တဲ့အကြောင်းတွေကိုရိုက်ကူလေးရှိပါတယ်။နံပါတ်3နံပါတ်ကြီး Twice Story ကတ်တွန်ကာရီရအန်တီနဲ့တူတဲ့ကောင်းလေး အန်တီဆိုတဲ့ဇက်ကောင်ဟာ Try Story ကတ်တုန်ကားရဲ့အယုံလေးတွေရဲ့ပိုင်းရှင်ဖြစ်ပြီးဘူဒီဆိုတဲ့ရုပ်ကလေးကိုအရန်ကြိုက်ပါတယ်။ကတ်တုန်တွေထဲမှာတော့ Baclaria လို့ခေါ်တဲ့အာကာသရင်မှုအယုံကလေးအင်ုံရောင်းလာတဲ့အခါမှာတော့အန်တီဘတ်ဆိုတဲ့အယုံလေးကိုသာဆော့ပါတော့တယ်။အဲဒီလိုနဲ့ဝူဒီဆိုတဲ့အယုံလေးနဲ့ဘတ်ဆိုတဲ့အယုံကလေးနှစ်ခုကပျောက်ဆုံးသွားပါတော့တယ်။ဓာတ်ပုံထဲမှာပြားထားတဲ့တကယ့်အပြင်ဘဝကအန်တီလေးဟာလေဘယ်ရုပ်ကိုယူရမှန်းမသိပါဘူး။ဓာတ်ပုံနေရာကောင်းလေးကမျက်နှာအနေထားနဲ့သပင်ပုံစံကအစကတ်တုန်ကားရဲ့အန်တီနဲ့တူနေတာပါ။ ဒါပြင်မူရင်း Try Story ဇလံဟာနှစ်ပေါင်း20ကျော်တက်တန်းရှိပြီဖြစ်ပါတယ်။နံပါတ်2 Frozen Carton Car က Elsa မင်္ဂလာပရိသတ်တွေတတော်များများက Disney မင်းသမီးလေးနဲ့ရုပ်ရည်အသွင်ပြန်တူးကျင်ကြပါတယ်။အဲဒီကောင်မှရေခဲမင်းသမီးလေး Elsa နဲ့တူးကျင်ကြတဲ့ကောင်မလေးတွေလည်းအများပြားပါပဲ။ကတ်တုန်တွေထဲက Elsa ဝတ်ဆင်ထားတဲ့ဝတ်ဆောင်ကိုကုမ္ပဏီကနေအများပြားရောင်းချခဲ့ရပြီး Frozen 2ကလည်းထွက်လာခဲ့ပြီးပါပြီ။ ဒီမရဲ့အဖြူရောင်သဖြင့်အပြာရောင်မျက်လုံးနှီးကြောင်းအယ်ဆာဟာအလပဆုံးဒစ်စနီမင်းသမီးတစ်ပါးဖြစ်ပါတယ်။ဒီတပုတ်နေရမင်းကလေးရဇေဝဲထွက်နေတော့မှအယ်ဆာပုံကတ်ထားတဲ့ booster ကိုတွေးခဲ့ပြီးအဘေးနားမှာဓာတ်ပုံရိုက်ခဲ့ပါတယ်။ပရိသတ်တို့ပုံထဲကိုကြည့်ရင်ဒီမဟာအယ်ဆာနဲ့ဘလောက်တောင်တူတယ်လဲဆိုတာကိုတွေ့နိုင်ပါတယ်။ဒီမှာအယ်ဆာလိုဆန်းအားရီနဲ့အဖြူရောင်သပင်မရှိပေမဲ့မျက်ခုံးမျက်လုံးစတဲ့မျက်နှာအနေထားနဲ့အသားရောင်တွေဟာအယ်ဆာနဲ့တထက်တဲဆင်တူလို့နေပါတယ်။ပရိသတ်တို့ရောဘလို့ထင်ကြပါလဲ။ ဒီကောင်မလေးကအယ်ဆာရဲ့ပြောင်ဆုံးနေတဲ့အမွာညီမလေးများလားနံပါတ်၁ Boss Baby တဲ့ကကလေးလေးဝင်းဆောင်ပြေဝေထားတဲ့ကလေးလေးတွေကအရန်ကုန်မှချက်ဖို့ကောင်းတယ်ဆိုတာကိုပြည်သက်တို့သိကြမှာပါ၂၀၁၉ကထုတ်လင်းခဲ့တဲ့ Boss Baby ဇာတ်ကားတွေကကလေးလေးဟာအရန်ကုန်ချက်ဖို့ကောင်းပြီးကတ်တန်ပြည်သက်တီကြမှာအတော်လေးရှိပန်းစားခဲ့ပါတယ်ပုံနေရကလေးလေးရတော့တကယ်လက်တီးဘွားမှာ Boss Baby အဖြစ်သယုံဆောင်မှုအသိန်းတော်ဆုံးပါပဲ Boss Baby အဖြစ်အတန်တရုံးဆောင်တဲ့လူကတော့ Alice Bob ဝင်ဖြစ်ပြီးသူကတော့ Boss Baby နဲ့လုံးဝမတူပါဘူး။အခုတပ်ပုံတွေမှာပြထားတဲ့နောက်ထပ်ကလေးလေးတစ်ယောက်ကလည်း Boss Baby လေးနဲ့တူပါသေးတယ်။ကဲပရိသတ်တို့ရေဒီဗီဒီယိုတွေမှာတော့ကတ်တုန်းစက်ကောင်လေးနဲ့တူတယ်လက်တွေ့ဘဝကလူတွေအကြောင်းကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ပရိသတ်တို့ရောဘသူတွေကတန်ဆိုင်ရာကတ်တုန်ဇက်ကောင်နေနဲ့အတူဆုံးလို့ထင်ပါတယ်လေ။နောက်ပြီးပရိသတ်တို့ရဲ့တငယ်ချင်းမိတ်ဆွေတွေထဲမှာရောကတ်တုန်ဇက်ကောင်နေနဲ့ရုပ်ချင်းဆင်တဲ့သူတွေရှိလားဆိုတာ comment မှာပြောပြပေးခဲ့ပါအောင်နော်။ အခုလိုဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးကြလို့ကျေးဇူးတင်ပါတယ်ရှင်